်မင်္ဂလာပါရှင်ဗမာခေတ်တရင်ဌာနရဲ့ထိတ်တန့်တရင်များကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးစစ်တပ်ကပြုလုပ်မည့်ရိတ်ကောက်ပွဲအတွက်မဲစင်းရများကွယ်လွယ်မှုမပြည့်စုံမှုနှင့်လူဝဲချက်များရှိနေဟုလူဝေမှုကြီးကြပ်ရေးဝန်ကြီးမြင့်ချိုင်စုသူဝန်ခံတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အကြံဖက်စစ်တပ်ကလာမည့်ဒီဇင်ဘာလ28ရက်နေ့ပြုလုပ်မည့်ရွေးကောက်ပွဲအတွက်မဲစင်းများအချက်လက်ကွဲလွဲမှုမပြည့်စုံမှုနှင့်လူဝဲချက်များရှိနေကြောင်းစစ်တပ်လက်အောက်ခံလူဝင်မှုကြီးကြပ်ရေးဝန်ကြီးမြင့်ချိုင်ဆိုသူကဝန်ခံလိုက်ပါသည် ယမန်နေ့နေပြည်တော်တွင်ပြုလုပ်သည့်နေပြည်တွင်ဆင်ဆိုင်ရင်ကောက်ယူရေးကြီးကြပ်မှုဗဟုကော်မတီအစည်းအဝေးတွင်မြင့်ကြိုင်ကအထက်ပါတိုင်းဝန်ခံလာခြင်းဖြစ်ပါသည်စက်တင်ဘာလ30ရက်နေ့မှစ၍ပထမကြိမ်မဲဆန္ဒရှင်ဆိုင်ရင်ကိုသက်ဆိုင်ရာမြို့နယ်များလိုက်ထုတ်ပြန်ကြေညာခဲ့ပြီး အချို့ဒေတာများတွင်မင်းစင်းမပြည့်စုံအချက်လက်ကွဲလွန်းမှုနှင့်လိုအပ်ချက်များအနည်းငယ်ရှိနေသည်ကိုတွေ့ရှိရပါကြောင်းပြည်သူများအနေဖြင့်မိမိအမည်မင်းစင်းတွင်ပေါမပါအချက်လက်ပြည့်စုံမှန်ကန်မှုရှိမရှိမင်းစင်းထုတ်ပြန်ကြေညာထားသည့်နေရာများသို့လာရောက်ကြည့်ရှုနိုင်ရင်ပြင်ဆင်ပြည့်စွက်ရန်လိုအပ်ချက်များရှိပါကကာယကံရှင်အနေဖြင့်ရွှေကောက်ပွဲနီးဥပဒေပါပြဋ္ဌာန်းချက်များနှင့်ညီတတ်မှတ်ပုံစံများဖြင့်ပြည့်စွက်ဆောင်ရွက်နိုင်ရေးအတိပေးကြရန်လိုအပ်ကြောင်းမြင့်ကြိုင်ကပြောဆိုပါသည် လက်ရှိအတိပြုလူဦးရေစရင်တွင်ဌာနဆိုင်ရာဝန်ထမ်းတချို့နှင့်အကြောင်းမျိုးမျိုးကြောင့်ရွှေ့ပြောင်းနေထိုင်သူများသည်ပြောင်းရွှေ့နေထိုင်ရာဒေသသို့အိမ်တော်စုလူဦးရေစရင်ပြောင်းရွှေ့ဝင်ရောက်မှုမရှိသေးသည့်အတွက်မဲစရင်ပြုစုရာတွင်ကြန့်ရှိနေခြင်း၊ကွဲလွဲနေခြင်းဖြစ်ပါကြောင်းမြင့်ကြိုင်ကပြောဆိုပါသည်။ အကျန်းဖက်မင်းအောင်လိုင်က2020ရွေးကောက်ပွဲတွင်မင်းစင်းအများမှားယွင်းနေမှုကိုအကြောင်းပြ၍ဆင်ရနာတင်ခဲ့ခြင်းဖြစ်ပြီး၎င်းတို့ပြုလုပ်မည်ရွေးကောက်ပွဲတွင်လွတ်လပ်တရားမျှတစွာပြုလုပ်မည်ဟုပြောဆိုတော်လဲမင်းစင်းအများမှားယွင်းမှုများဆက်တိုက်ကြုံလာရကမင်းစင်းအများမှားယွင်းနေပါကြောင်း၎င်းတို့ကိုယ်တိုင်ဝန်ခံလာကြခြင်းဖြစ်ပါသည် ။ချမ်းဖို့ပါတီမှဘူလန်လောက်စွေကလည်းအော်တိုဘာလ9ရက်ကမင်းစင်းများအကြီးကျယ်မှရွေးနေကြောင်းလူဦးရေ900တွင်သုံးဦးမှမှရွေးနေကြောင်းမင်းစင်းပြင်ဆင်ချိန်နှဲပါနေကြောင်းမဖြစ်တဲ့ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ဆက်လက်ပြီးစိတ်မှုတမ်းရနိုင်ခြင်းနဲ့တက်သားအဖြစ်အတ္တမစုဆောင်းခံရနိုင်မှုတို့ကြောင့်မြန်မာလူငယ်နှစ်တက်သမ5တန်းနေပါလုံခြုံမှုအမြဲတမ်းဆုံးရင်နေရပြီး6တန်းကျော်မှညချိန်လုံးဝလုံခြုံမှုမရှိဟုခန့်စားနေရကြောင်း UNDP သတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။စိတ်မှုတမ်းရနိုင်ခြင်းနဲ့တက်သားအဖြစ်အတ္တမစုဆောင်းခံရနိုင်မှုတို့ကြောင့်မြန်မာလူငယ်နှစ်တက်သမ5တန်းနေပါမှဘေးကင်းလုံခြုံမှုရဲ့အမြဲတမ်းနေပါဆုံးရင်ပူပန်နေရပြီးလူငယ်6တန်းကျော်မှညချိန်လုံးဝလုံခြုံမှုမရှိဟု ခန်းစားနေရကြောင်းကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အစီအစဉ်ခန်းစားကတတိပေးပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ၏အကျက်တဲများကြားတွင်လူပုဂ္ဂိုလ်ဆိုင်ရာမလုံခြုံမှုနှင့်လူမှုဘဝဆိုင်ရာဆုံးရရမှုများသည့်မြန်မာနိုင်ငံတွင်နေထိုင်သူလူငယ်များအတွက်စိတ်ပိုင်းဆိုင်ရာပြည်စည်းမှုများပုံမဖြစ်စေကြောင်းလူငယ်ဦးရေနှစ်သက်သမ၅တန်းနီးပါးသည့်ပုဂ္ဂိုလ်ဆိုင်ရာဘေးကင်းလုံခြုံမှုအတွက်အမြဲတမ်းနေပါဆုံးရင်ပူပန်စွာနေထိုင်နေရပြီး၆တန်းကျော်မှညချိန်တွင်လုံးဝလုံခြုံမှုမရှိဟုခန့်စားနေရကြောင်း UNDP ကပြောပါရယ် UNDP ကကြောက်ကဘာထက်ကမျိုးဆက်မြန်မာလူငယ်များ၏လုံခြုံရေးနှင့်လူမှု ဘဝစိန်ခေါ်မှုများအစီအခံစာကိုထုတ်ပြန်ထားပြီးရင်းစိန်ခံစာတွင်မြန်မာနိုင်ငံတွင်ကြားရှိနေပြီးဖြစ်သည့်မလုံခြုံမှုစီးပွားရေးခက်ခဲမှုနေရဆွန့်ခွာရမှုနှင့်ထိတ်လန့်နေရမှုများသည့်လူငယ်များ၏လူရင်းဆန္ဒကြောင့်ရင်းမှုနှင့်စိုးရိမ်ပူပန်မှုတို့မှကင်းလွတ်ခြင်းဟုသောလူသားလုံခြုံရေးကိုထိခိုက်နေုံသာမက၎င်းတို့၏စိတ်ကျန်းမာရေးကိုပါပျက်စီးစေလျက်ရှိသည်ဟုဖော်ပြသတိပေးထားပါသည်မြန်မာလူငယ်ခုနှစ်ဦးလည်းလူငယ်တအူကန့် လူဦးရေ2.5တန်းနီးပါးမှာ၎င်းတို့၏ပုံကိုဆိုင်ရာဘေးကင်းလုံခြုံမှုအတွက်အမြဲတမ်းနီးပါးဆုံးရင်ပူပန်နေရပြီးလူငယ်10ဦးလျင်4ဦးခန့်လူဦးရေ6တန်းကျော်သည့်ညချိန်တွင်တဦးတည်းလမ်းလျှောက်ရန်ပင်မလုံခြုံဟုခန့်စားနေကြရကြောင်းအစိုးရကဖော်ပြထားပါသည်။ လူငယ်သုံးပုံတပုံနှိပါတိစိုးရိမ်ပူပန်မှုသို့မဟုတ်စိတ်ဖိစီးမှုများကိုမကြာခဏခံစားရကြောင်းဖော်ပြကြပြီးဤနှုံးထားသည့်မြန်မာနိုင်ငံ၏ပြည်ပခါနှင့်ဆင်းရဲနှွဲပါမှုခံရသောပြည်내များအနက်မှကြားပြည်내တွင်60ရာခိုင်နှုန်းကျော်နှင့်ရှင်းနှင့်ရခိုင်ပြည်내တို့တွင်40မှ45ရာခိုင်နှုန်းထိရှိနေကြောင်းသိရှိရပါသည်။ အမျိုးသမီးများနှင့်နိုင်ရှင်လည်းရင်အမျိုးသားလူငယ်များကလုံခြုံမှုမရှိနေဟုပုံမှုဖြေဆိုကြရာ၎င်းတို့၏စိုးရိမ်ထိန်လန့်မှုများထိုကဲ့သို့မြင့်တက်နေရခြင်းမှာစစ်မှုထမ်းရနိုင်ခြင်းနှင့်တပ်သားဖြစ်အတင်းအကျပ်စုဆောင်းခံရနိုင်ခြင်းတို့နှင့်ဆက်လင်းလျက်ရှိသည်ကိုလည်းထင်ဟပ်နေကြောင်းသို့တော်လည်းငယ်ရွယ်သောမတန်ဆွမ်းသောအမျိုးသမီးများမှမူကြောင်းရုံမှုနှင့်ထိခိုက်လွယ်မှုအမြင့်ဆုံးအဆင့်ကိုရင်ဆိုင်နေရကြောင်းသိရပါသည် ကမ္ဘာစိတ်ကျန်းမာရေးနေ့တွင်ဝန်ဆောင်မှုများရယူပိုင်ခွင့်ကပ်ဘေးနှင့်ရေးပေါ်အခြေအနေများတွင်စိတ်ကျန်းမာရေးဟုသောဆောင်ပုံအောက်မှထုတ်ပြန်သည့် UNDP အစိုးရခန်းစာကနိုင်ငံတော်ဝန်တွင်စိတ်ကျန်းမာရေးဆိုင်ရာအထောက်ပံ့များအရေးတကြီးလိုအပ်နေကြောင်းကိုအလေးနက်ထားဖော်ပြထားပါသည်အထူးသဖြင့်ပရိပခ္ခပေးအတ္တမစွန့်မှုထိုင်ရန်ခေါ်ဆောင်ခံရမည်ဟုစိုးရိမ်ပူပန်နေရသည့်ဘေးနှင့်နေစဉ်စီးပွားရေးအခြေတဲ့ဘေးများပြန့်နှံ့နေသည့်အခြေအနေတွင်ရင်းထောက်ပံ့များသည့်မရှိမဖြစ်လိုအပ်နေကြောင်းထောက်ပြထားပါသည် လူငယ်အများစုတွေအကြမ်းဖက်ခံရမှုအတင်းကျပ်စစ်မှုထမ်းခိုင်းစေခံရမှုဒါမှမဟုတ်မနဲ့ပြန်ဘာဖြစ်မလဲဆိုတာမသိနိုင်ပဲတေးချာရေရာမှုတွေမနစ်မတေးကြမီးရမှုတွေနေစဉ်ကြုံတွေ့နေရတဲ့ဒီရာတွေဟာမြန်မာလူငယ်တွေနေစဉ်ဘဝရဲ့အစိတ်ပိုင်းတစ်ခုလိုဖြစ်နေတယ်ဟု UNDP အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာဦးဆောင်ညွှန်ကြားအမှုကပြောပါရတယ်။ လူငယ်တွေကအထူးခြားတဲ့ခန္ဓာရည်ရှိမှုကိုဆက်လက်ပြသနေပေမဲ့လည်းစိတ်ဒဏ်ရာတွေဖြစ်နေတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာနေကြတဲ့ဒါကြောင့်သူတို့ရဲ့စိတ်ကျန်းမာရေးအတွက်ပုံမှန်ပံ့ပိုးကူညီမှုများအရေးတကြီးလိုအပ်နေပါတယ်သို့တော့ရည်ရှိတည်တံ့တိုးတက်မှုဆိုတာကလုံခြုံမှုတည်ငြိမ်မှုနဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးမျှော်မှန်းချက်တွေဖြင့်ပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ်ဟု၎င်းကဆက်လက်ပြောဆိုပါတယ် UNDP အစိုးရခန်းစာအရအဓိကတွေးရှိချက်များတွင်လူငယ်များအတွက်ချိန်ချမှုများဖြစ်ပြီးလူငယ်များ၏ဘေးကင်းလုံခြုံမှုအတွက်အဓိကချိန်ချမှုများမှာမူရစ်စေဝါပြည့်နှက်မှုနှင့်မတူညီသောအဖွဲ့အစည်းများနှင့်နေမြေ နေမြေများပေါ်မူတည်၍ဖြစ်ပေါ်နေသောစစ်မှုထမ်းရန်အတင်းအဓမ္မဖန်စီခံရမည်ကိုချောင်ယုံမှုလို့ဖြစ်ပြီးရင်းနှစ်ခုသည်အရေးကြီးဆုံးစိုးရိမ်ပူပန်မှုများဖြစ်ကြောင်းပေါ်ထွက်လာကြောင်းသိရပါသည်အထူးသဖြင့်အမျိုးသားလူငယ်များကပြန်ပြေးဆွဲခံရခြင်းနှင့်စစ်မှုထမ်းရန်အတင်းအဓမ္မစုဆောင်းခံရခြင်းတို့ကိုချောင်ယုံမှုကြောင့်မလုံခြုံမှုခံစားရမှုစဉ်ပုံမြင်မှကြောင်းဖော်ပြကြပြီးငယ်ရွယ်ပြီးမတန်ဆန်သောအမျိုးသမီးများကလည်းအန္တရာယ်များထက်ဆင့်ဖြစ်ပေါ်မှုကြောင့်အမြင့်ဆုံးစိုးရိမ်ချောင်ယုံမှုအဆင့်ကိုခံစားရပြီး င်းတို့ထိခိုက်လွယ်သောလူမှုဘဝအခြေအနေကိုပိုဆိုးရွားစေကြောင်းဖော်ပြနေသည့်ကိုသိရှိရပါသည်။ရန်ကုန်မြို့နယ် Beauty Land Hotel မှာမြို့သမီးကိုရရက်ဆက်ဆက်တက်ပြက်သည့်အသက်16နှစ်ရွယ်အောင်ခန့်ကျော်စင်နှင့်ရီစားဖြစ်သူမဲအီမွန်အောင်တို့ဖြစ်ပြီးနိုင်ငံခြားလူသက်ဆက်ကားတွေမှပုံစံအတိုင်းတက်ပြက်ခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ပါသည်။ အော်တိုဘာ6ရက်မနက်10:00နာရီမိနစ်20မှာရန်ကုန်တိုင်းဒေသကြီးပပဲတန်းမြို့နယ်အမတ်စတေရက်ွက်ရှိ32လမ်း Beauty Land Hotel ငါးလွာအခန်းမှာ900နှစ်ပြတင်းပေါက်အပြင်ဘက်အသက်ခံထားရတဲ့အသက်23နှစ်ရွယ်မက်ဆုမြတ်ဝင်းကြီးအလောင်းကိုတွေ့ရှိခဲ့ရပါတယ်။ဒေသုံသူမှာပဲခူးတိုင်းနက်တလင်းမြို့နယ်မှာဖြစ်ပြီးပြမှုကျူးလွန်သူများမှာတာဂေတာမြို့နယ်အမတ်9အရှိရက်ွက်နေအသက်16နှစ်ရွယ်အောင်ခန့်ကျော်စင်နဲ့ရီးစားဖြစ်သူဗဟန်းမြို့နယ်အရှိရွှေကုန်တိုင်းရက်ွက်အောင်ချမ်းသာအိမ်ယာနေအသက် က်ရှင်နေရွယ်မက်အီမောင်အောင်တို့ဖြစ်ကြောင်းသိရပါဗျ။ ၎င်းတို့နှုတ်ဇလုံးကိုအော်တိုဘာလ9ရက်နေ့တွင်တရက်ထဲဖန်စီရရှိခဲ့ခြင်းဖြစ်သည်ဟုသိရှိရပါသည်တရက်ခန်အောင်ခန့်ကျော်စင်ဤထွက်ဆိုချက်အရ၎င်းသည်ဂိမ်းအလွန်ကြုံကစားခြင်းလူသက်အလောင်းဖြောက်သည့်နိုင်ငံခြားဇလံတွဲများအလွန်ကြုံကြည့်ရှုလေရှိကြောင်းအော်တိုဘာလ9ရက်နေ့မှလီဒါအမည်ရှိ Telegram Channel မှတစဉ်မန်ဆုမြတ်ဝင်းကိုပျော်ပါရန်အတွက်အခကျင်းငွေဖြင့်ဆက်သွယ်ခေါ်ယူခဲ့ပြီးဘဘဲဒန်းမြို့နယ်ရှိ32ထက် Beautyland Hotel အခန်းမဲ့30 အခမ်းအမတ်9ရက်နေ့မှာပျော်ပါနေစဉ်၎င်းကြည့်ရှုခဲ့တဲ့လူသက်အလောင်းဖြောင်းနိုင်ငံသားရုပ်တံဇလန်တွဲများမှဇက်ဆောင်များအတိုင်းမက်ဆုမြတ်ဝင်းကိုအသင့်ဆောင်ထားတဲ့စတီတာ၂ချောင်းဖြင့်ရက်ဆက်စွာတက်ဖြတ်ပြီးဝမ်တွင်းကလီစာများနဲ့ဝဲဘက်ပောင်အသားများအားလှိဖြက်ထုတ်ယူကောင်းဆုံးပစ်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရပါသည်ထို့နောက်၎င်း၏ရည်စားဖြစ်သူအေမွန်အောင်ကိုအဆိုပါဟိုတယ်ကိုခေါ်ဆောင်ကအခမ်းတွင်ပေးချန်နေတဲ့သွေးများကိုတန်ရှင်းရေးပြုလုပ်ခြင်းမက်ဆုမြတ်ဝင်း၏အလောင်းအားဖြောက်ဖြက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်းသိ ှိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့ပွင့်ဖြူမျိုးနဲ့ပသိမ်မုံရလမ်းပေါ်မှာစစ်တပ်စစ်စေးရေးဂိတ်ကိုတိုက်ခိုက်သိမ်းပိုင်မှုစစ်သားအလောင်း၄လောင်းလက်နက်၆လက်နဲ့ခဲယမ်းများသိမ်းဆီးရရှိတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပွင့်ဖြူမျိုးနဲ့ပသိမ်မုံရလမ်းပေါ်ရှိအကျန်းဖက်စစ်တပ်စစ်စေးရေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားအလောင်း၄လောင်းနဲ့လက်နက်၆လက်သိမ်းဆီးရရှိခဲ့ကြောင်းမင်းမှုခရိုင်မှခုနှစ်တရင် People Defense Force ပွင့်ဖြူမှာတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုအောင်ပါကပြောဆိုပါရီ အော်တိုဝါလာလေးရဲ့ညနေ9နာရီခန့်အချိန်ဖွင့်ပြမျိုးနဲ့ပသိမ်မုံရွာလမ်းပိုင်းမင်းစလီစေတော်ကျူဒရာရှိအကျမ်းဖက်စစ်တဲဂိတ်စစ်စေးရေးဂိတ်ကိုပြည်သူကကွေပူပေါင်းတပ်ဖွဲ့မှဝင်ရောက်တိုက်ခိုက်ရာအပြန်လည်ပြစ်ခတ်တိုက်ပွဲတနအီမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးဂိတ်စကန်ကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းရင်းစကန်သိမ်းတိုက်ပွဲတွင်စစ်သားလောင်းလေးလောင်းလက်နက်ချောင်းနဲ့ခေယံမြောင်စစ်သုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည်။ ဆင်ရောက်ကြကြောရှိတဲ့ဂိတ်ပါဘန်ကာရဲကနေခံပြင်းနေလို့တနအိခွဲလောက်ထိကြာသွားတာစစ်ကူလာတာမရှိဘူးအလောင်းကလေးလောင်းပဲတွေ့ကြရတယ်ချန်နေစစ်သားတွေကလက်နဲ့စွန့်ပြီးထွက်ပြေးသွားလို့လက်နဲ့ခြောက်လက်ရခဲ့တာပါကျွန်တော်တို့တပ်ဖွဲ့ဝင်တွေအားလုံးဘေးကင်းခဲ့ပါတယ်လက်ရှိတော့အဲ့ဒီဂိတ်မှာစစ်သားတွေပြန်ပြီးနေရာယူထားပါတယ်ဟုမင်းမှုခရအမတ်ခွနစ်တရင်မှာတာဝန်ရှိသူကိုအောင်ဘကပြောကြားပါတယ်အဆိုပါတိုက်ခိုက်မှုကိုမင်းမှုခရအမတ်ခွနစ်တရင်မင်းမှုခရဘာကာဘာနဲ့ပွင့်ပြုံမျိုးနဲ့ဘာကာဘာတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမင်းမှုခရအမ MLA တက်ရမလက်နက်ကြီးပြစ်ကူပေးခဲ့ကြောင်းသိရပါတယ်။ပြည်သူများအနေဖြင့်တပ်ဆိုင်ရာအဖွဲ့အစည်းများကထုတ်ပြန်ထားတဲ့လမ်းပိုင်းဆိုင်ရာစီမံစည်းကမ်းများကိုလိုက်နာပေးကြပါရန်နဲ့စစ်တပ်စစ်ကြောင်းတွေတွေ့ပါကဝေးဝေးမှရှောင်ရှားသွားလာနေထိုင်ပေးကြပါရန်မင်းမှုခင်အမတ်ခွနစ်တရင်ကမြစ်တာရက်ခံထားကြောင်းသိရှိရပါတယ်။